မင်္ဂလာပါဒေတာသင်ခန်းစာကတော့မြန်မာဖောက်မှာအဖြစ်များတဲ့ဓာရီနဲ့ဓာတ်ချိုက်ပြဿနာဖြေရှင်းတဲ့နည်းပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာတီယူလိုက်မယ်နော်တီယူပြီးတော့ကျွန်တော်ဒီမှာဝင်းအဝါထားတယ်ထားပြီးကျွန်တော်ဆက်လက်ပေးလိုက်မယ်။အဲဆက်လက်ပေးပြီးသွားရင်ကျွန်တော်တိုင်းဒီပေါ့နော်ဓာရီပေါ့နော်အဲ့တော့ဓာရီကိုရိုက်လိုက်ဓာရီကိုရိုက်လိုက်တဲ့ဒီလိုအောက်ရောက်သွားတယ်။တခါလေးကျကျွန်တော်ဓာရီရိုက်လိုက်တဲ့ဒီလိုအလွတ်ကြီးပေါ့နော်။ဒီမှာဆိုဒေတာကြီးပေါ့နော်ဒီအဲ့တော့တိုင်းဒေတာကြီးလို့ရိုက်ချင်းကျွန်တော်ဓာရီကပြောက်တယ်။ဓာတ်ချိုက်ဆိုလည်းဓာတ်ချိုက်ကပြောက်တယ်။ရိုက်ဒီ ကျွန်တော်ကီးဘုတ်မှာတော့ဒီဓာရီနဲ့ဒါအောင်ချိုက်ခိုက်ရှိတယ်သူ့ရိုက်လိုက်ရင်အဲခုနလိုလာအောက်ရောက်သွားတယ်တခါလေကျကျွန်တော်ဒီမှာနေရာကအလွတ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာနောက်တစ်ခုရိုက်ပြမယ်နော်ဒေါ်ပေါ့နော်ဒေါ်ကိုရိုက်ပြမယ်အဲ့တော့ရေးချအဲဒီလိုကြီးဖြစ်တာပေါ့နော်ဓာရီရပြောက်တော့အဲရေးချရှိတို့ကြီးကဒီတိုင်းပေါ်နေပါဘောနော်အဲ့ခါကျရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ဒီ file ပေါ့နော် file ကိုတစ်ချက်သွားမယ်သွားပြီးသွားရင်ကျွန်တော်ဒီမှာ preference ဆိုရှိတယ်အဲ့ဒါလေးကိုတစ်ချက်ထောက်ထောက်ပြီးဒီမှာ general ဆိုတာကိုတစ်ချက်နှိပ်လိုက် တစ်ချက်နှိပ်ပြီးတော့ဒီအလဲမှာကျွန်တော်မောစာရှိအဲ့ဒါလေးတစ်ချက်နှိပ်နှိပ်ပြီးကျွန်တော်ဒီမှာ use template tempographer quad ပေါ့နော် use tempographer quad ဆိုတာကိုအဲ့ဒီအမှန်ချက်ပေါ့ဒီအမှန်ချက်လေးရှိနေဖြုတ်လိုက်ပါဖြုတ်ပြီး okay နှိပ်လိုက်ပြီးရင်နောက်တစ်စင် okay ဒါဆိုရင်ကျွန်တော်ဒီမှာတည်ယူမယ်ယူပြီးနောက်တစ်ခုပြန်ရိုက်မယ် die data ကြီးပေါ့နော်ဒါဆိုရင်တော့ဒီမှာဓာတ်ရီးရိုက်လို့ရသွားပြီပေါ့နော်ဒေါင်းချိုက်ဆိုလည်းဒေါင်းချိုက်ရိုက်လို့ရသွားပြီပေါ့နော်အဲ့တော့ဓာတ်ရီးနဲ့ဒေါင်းချိုက်ရိုက်လို့မရအောင်ဆိုရင် fire နဲ့ preference သွားမယ်ပြင် general general ပြီးသွားရင် engine more ပေါ့နော် more ပြီးရင်ဒါ preference general more ပြီးသွားရင်ကျွန်တော်ဒီမှာ use demographer ဆိုတာကိုအမှန်ကြီးလေးဖြုတ်ပေးလိုက်ရင် data တွေနဲ့တောက်ချက်ရိုက်လို့ရပါပြီ။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာကိုအားလုံးနားလည်မယ်ထင်ပါတယ်။